ကုသလကုသိုလ်ကောင်းမှုကိုကုသိုလ်လို့လဲဆိုတယ်အဲ့ဒါကုသလဆိုတဲ့အဓိပ္ပာယ်ကတော့ခုနပြောခဲ့ပြီးသားတည်းမှာကုဆိုတာအဆိုးတရားတွေအကုသိုလ်တွေကိုတလဖယ်ရှားပြစ်နိုင်တဲ့စွမ်းရည်တတ္တိရှိတယ်ဘယ်လိုဖယ်ရှားတာတော့ဆိုလို့ရှင်လောဘကိုအလောဘကဖယ်ရှားပြစ်နိုင်တယ်ဒေါသကိုအဒေါသကဖယ်ရှားပြစ်နိုင်တယ်မောဟကိုအမောဟကဖယ်ရှားပြစ်တယ် အလောဘဖြစ်လာလို့ရှိရင် လောဘဟာဖယ်ရှားပြီးသားဖြစ်တယ်အလောဘဆိုတာလောဘမရှိုံတတ်တတ်ကို အလောဘခေါ်တာမဟုတ်ဘူးလောဘကိုဖယ်ရှားပြစ်နိုင်တဲ့ဆွမ်းအားရှိတယ်အဲ့ဒါနဲ့အဘိဓမ္မာသဘာဝနဲ့ကြည့်မယ်ဆိုလို့ရှိရင်အလောဘကလည်းဆွမ်းဤတတ္တိတွေအမျိုးမျိုးရှိတယ်လောဘကလည်းဆွမ်းဤတတ္တိတွေအမျိုးမျိုးရှိတယ်ပေါ့ဝိပဿနာဉာဏ်နဲ့ရှင်တဲ့ တဘာဝတရားတွေကိုသိရဝိပဿနာဉာဏ်နဲ့ရှင်တဲ့အလောဘကသင်္ခါရတရားတွေပေါ်မှာ တွေ့တာတတ်တဲ့လောဘကိုဖယ်ရှားပြစ်တယ်။တည်င်းကအပြင်ဖယ်ရှားပြစ်တယ်။တည်င်းကဆိုတာအခိုက်အတန့်ဖယ်ရှားပြစ်နိုင်တယ်။တဖန်အဲ့ဒီအလောဘဆိုတဲ့တဘာဝတရားတွေသောတပတိမက်ဆိတ်နဲ့ရှင်တွဲလာတဲ့အခါကျတော့အပေကိုချနိုင်တဲ့လောဘကိုဖယ်ရှားပြစ်တယ်။ အပယ်ရောက်စေတဲ့လောဘကိုဖယ်ရှားပစ်တယ်။တခါတခရကံဖြစ်လာလို့ရှင်အပယ်ကျစေတဲ့လောဘပြင်းထန်လာတဲ့လောဘအဖြစ်နဲသွားအောင် အားပြော့စေတယ်။ကြံတဲ့အပယ်မကျစေနိုင်တဲ့လောဘကိုတောင်မဲ့ထပ်ပြီးတော့အားပြော့သွားစေတယ်။အနာဂါမိမနေရှင်တဲ့အလောဘကြတော့ ကာမဂုဏ်အာယုန်တွေကိုတတ်မှတ်တဲ့လောဘကာမဘုံတွေမှာ တွေ့တာမှုဆိုတဲ့လောဘအဲ့ဒါတွေကိုဖယ်ရှားပြစ်နိုင်တယ်တခါအရတမိတ်နဲ့ရှင်တွဲလာတဲ့အလောဘကြတော့လောဘမှန်သမျှအကုန်လုံးတစ်ခုမကြအောင်ဖယ်ရှားပြစ်နိုင်တယ်လို့ဟောဒီလိုအဆင့်ဆင့်ဖယ်ရှားသွားတာလို့ဒီလိုမှတ်ရအောင်နော်အဲ့လိုတဆင့်ဆင့်ဖယ်ရှားသွားတာ အဲ့ဒါကြောင့်မို့လို့ကုသလကုသိုလ်ဆိုတာအစိုးတရားတွေကိုဖယ်ရှားနိုင်တာသူ့ဟာနဲ့သူဖယ်ရှားသွားတ